အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နေခင်းနေ့လေးဒီမှာအစာပြေစားဖို့အတွက် လူကြီးလူငယ်မရွေးကြိုက်ကြတဲ့ပဲပြအစာသုံးလုံးနည်းလေးကိုလုပ်ပြထားပါတယ်တက်တက်လို့သမားတွေစားလို့ရတဲ့အစာသုံးနည်းတစ်မျိုးနဲ့သူတို့အိမ်မှာလုံစားနေကြပုံစံလေးရင်နှစ်မျိုးလုပ်ပြထားပါတယ်ပေးပြအစာတော့လုပ်ဖို့အတွက်ပေးပြနှစ်တုံးခေါ်ပြီးအနေငယ် ပစုံကြောင့်အနေငယ်စီချက်အနေငယ်ရှောက်ရွက်တမျှသည်မြုပ်သီးစိမ့်တို့ကိုအသုံးပြုထားပါတယ်။ပေပြားကိုကြာရှည်ခံစည်းတွေပါဝင်မှာဆိုတဲ့အတွက်ကြောင့်မလို့အရင်ဆုံးစားငယ်ရည်လေးနဲ့ခဏတာစိမ့်ထားပေးပါနဲ့။ပေပြားလေးတွေရေစိပြည့်တဲ့အခါမှာရေချောက်အောင်လို့ရေစုပ်အဝဲဒါမှမဟုတ်ရင်တ िश ူးလေးနဲ့ရေသုံးလိုက်ပါရစေ။ ပြီးလို့ရှိရင်ကိုလိုချင်တဲ့ပုံစံအတိုင်းလေးလီဖြတ်လိုက်ပါမယ်။သူကတော့ဒီနေရာမှာတရိကံပုံစံလေးပဲအဲလီလိုက်ပါတယ်။တကူစာအရွယ်တော်လေးတွေရပြီဆိုလို့ရှိရင် အလဲကနေပြီးတော့အစာသွတ်ဖို့အတွက်ဓာလီနဲ့အရာပေးလိုက်ပါတယ်။ ပြီးလို့ရှိရင်ပဲပြားလေးတွေအရသာဝင်မှုအတွက်ပဲပြားလေးပေါ်မှာစားလေးဖြူပြီးတော့နေလိုက်ပါမယ်။ဒီနေရာမှာငံပြရည်ကိုလည်းအသုံးပြုလို့ရပါတယ်။ဒါကတသက်လွန့်အနေနဲ့လုပ်ပြချင်တာမို့စားလေးဖြူပြီးတော့ပဲဖွဖွလေးနေလိုက်ပါတယ်။အရာသာနေထားတဲ့ပေပြားလေးတွေကိုစီပူထဲမှာထည့်ပြီးတော့ကြုံလိုက်ပါမယ်။ ဘဲပြားလေးတွေအကျက်ညီသွားအောင်လို့ဟိုဘက်ဒီဘက်လှန်ပြီးတော့ကြော်ပေးပါအယောင်လေးတွေရေးလာတဲ့အထိကြော်ပါမယ်ဘဲပြားလေးတွေကအယောင်လေးရေးလာပြီးအတွင်းလေးကအသားလေးတွေလည်းကျက်လာပြီးဆိုလို့ရှိရင်ဝီးနှိပ်ပြီးတော့စီစစ်ထားပါမယ်တက်တက်လို့အစာတော့အတွက်ကော်ဗီတုတ်ကလေးကိုအရင်ဆုံးပြင်ဆင်ပါမယ် ကော်ဖီလေးတွေကိုခပ်ပါပါလေးလှီးထားပြီးတော့ရင်းနဲ့သေချာစွာဆေးထားပေးပါပြီးတဲ့အခါမှာရှောင်ရွက်အနေငယ်ကိုညက်ပြီးတော့ထည့်ပါမယ်မြူသီးစိမ့်လေးညက်ပြီးတော့ထည့်ပါမယ်အရာသာအတွက်စားအနေငယ်အတီးအယွမ်းမုံအနေငယ်တမ်းယာရီအနေငယ် ကျက်သွန်ဖြူစီချက်အနေငယ်ထည့်ပြီးတော့တမအောင်နေပေးပါမယ်ဒီနေရာမှာအချိုးစားကိုအတိအကျမပြောတာကထူးလုတ်တဲ့ဒီ hobby တော့ကပေပြားနှစ်တုံးစာအတွက်ဆိုရင် အနေငယ်များနေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုလုံးမဲ့အဲပေပြားအရေအတွက်ပုံမူတည်ပြီးတော့အစာကိုအဲလူတို့ပိုလျှော်လုပ်ပေးပါနော်။ ဒုတိယအစာတုတ်တဲ့နေ့ကတော့အရန်ကိုလွယ်ကူရိုးရှင်းပါတယ်။ရေစိမ်ပြီးတော့ဆေးထားတဲ့ပစုံကြောက်အချိုချောက်ကိုထောင်းပြီးတော့စက်သွန်ဖြူကြော်လေးနဲ့မှွေပေးရမှာဖြစ်ပါတယ်။အခုဆိုရင်တော့အစာတုတ်မဲ့ပစ္စည်းနှမျိုးလုံးအစင်သစ်ဖြစ်နေပြီမို့စတင်ပြီးတော့အစာတုတ်ပါရောမယ်။ပထမဆုံးဒီကော်ပီလေးတွေကိုခုနအတင်းကြော်ထားတဲ့ပေပြားကြော်လေးထဲမှာတုတ်ပါမယ်။ ဒုတိယအနေနဲ့ပစွန်ချောင်းမုံလေးတွေကိုဆက်ပြီးတော့တုတ်ပါမယ်ခုဆိုရင်တော့ပဲပြားအစာသွတ်တဲ့ပုံစံနှမျိုးလုံးရပါပြီ။တကူကတော့ကော်ဖီလေးနဲ့ချင်ငံဆက်သုတ်တဲ့နည်းလေးဖြစ်ပါတယ်။သူကတော့ချင်းချင်းဆက်ဆက်အရသာလေးမို့လူကြီးလူငယ်မရွေးစိုက်ထွေမှဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ပဇွန်ချောင်းရဲ့အရာသာအချိုးနဲ့ချက်သွန်ဖြူချုံမှုမှုအရာသာလေးချောင်းမို့လို့အဲလူကြီးတွေပို့ပြီးတော့ကြိုက်တဲ့အစိမ့်အရာသာလေးပဲဖြစ်ပါတယ်နေကင်းနေလေးမှာ အစာပြည့်အဖြစ်ရင်းနှွေးချမ်းလေးတောက်ပြီးပေးပြအစာသွေးလေးကိုလှူစားကြည့်ကြပါအောင်ရှင်။တခြားသောစားလို့ကောင်းတဲ့အစာသွေးနည်းလေးတွေရှိရင်ကွန်မန့်မှာသူ့ကိုပြောပြပေးသွားပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။